ဘောရဲ့ပရိုဖက်ဆာကောင်းတဲ့နေရာတော့ EOD ဘဏ်ရဲ့ MPU credit card နဲ့ဖြတ်သွားတယ်။ EOD ဘဏ်ရဲ့ MPU credit card နဲ့ဆိုလို့ကျွန်တော်တို့တော်တော်ထားနိုင်တယ်။အော်တိုဝါလာစက်တာရဲ့နေကမွန်တီနီဂရိုနိုင်ငံမှာဝင်ကြီးချုပ်ကိုဖမ်းဆီးပြီးတော့ရွေးကောက်ပွဲပြပြအောင်လှုပ်ဆောင်မှုကြံစီနေတယ်။ Sub လူမျိုး20လောက်ကိုအချိန်မီဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တယ်လို့တာဝန်ရှိသူတွေကပြောပါတယ်။ အဲ့ဒီလိုမျိုးစပ်လူမျိုးတွေကိုဖမ်းဆီးထိန်သိမ်းခဲ့တာဟာ EU NATO အဖွဲ့တွေနဲ့ဆက်ဆံရေးတိုးမြင့်သွားဖို့ကြိုးပမ်းနေတယ်။ဝိုင်းရင်နိုင်ငံရေးသမားတဦးဖြစ်သူဝင်ကြီးချုပ်မီလိုဂျူကာနိုဗစ်အပေါ်မကျေနပ်မှုတွေကြောင့်နိုင်ငံရေးမတည်မငြိမ်ဖြစ်နေတဲ့မွန်တီနီဂရိုနိုင်ငံရဲ့အခြေအနေတွေကိုပုံမတင်မာစေခဲ့တာလည်းဖြစ်ပါတယ်။ရုရှားလိုလာတဲ့မွန်တီနီဂရိုအတိုက်ခံတွေကတော့အစိုးရရဲ့ညင်ညာချက်ဟာဝါဒဖြန့်ချီတဲ့လုပ်ရက်တစ်ခုသာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။ မော်တီနီဂရိုအစိုးရရှေ့နေရုံကတော့ဝင်ကြီးချုပ်ကိုဖမ်းဆီးဖို့ကြိုးပမ်းနေတယ်လို့တန်တရားရှိနေတဲ့ဗတမာစုလူတစုကိုဖမ်းဆီးထိန်သိမ်းထားခဲ့ပြီဖြစ်တယ်လို့ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။အဲဒီဆပ်လူမျိုးတွေဟာရွေးကောက်ပွဲရလဒ်ကြေညာချိန်ရက်တွင်ပါလီမန်အပြင်ဘက်မှာစုဝေးနေတဲ့ရဲသားတွေနဲ့ရဲတပ်ဖွဲ့တွေကိုတိုက်ခတ်ခဲ့ပြီးပါလီမန်ကိုထိန်ချုပ်ခါရွေးကောက်ပွဲမှာအတိုက်အခံတွေအနိုင်ရရှိကြောင်းကြေညာဖို့အစီအစဉ်နေခဲ့တာဖြစ်တယ်လို့အဲဒီကြေညာချက်မှာဖော်ပြခဲ့ပါတယ်။ ကနအူးမဲရီအတွက်မူရလက်တဲ့အရာအော်တိုဝါလာ16ရက်နေ့ကကျင်းပခဲ့တဲ့မွန်တီနီဂရိုရွေးကောက်ပွဲမှာဝင်ကြီးချုပ်မီလိုဂျူကာနိုဗစ်ရဲ့အာဏာရပါတီကအသာရနေတာဖြစ်တယ်လို့လည်းသိရပါဗျာ။